မက်ဆီလိုအရင်းအမြစ်တွေရိုနယ်ဒိုလိုကန်ချက်တွေနဲ့ယူနိုက်တက်ရဲ့ထောင်တိုက်စစ်မှုပြင်းထန်တဲ့အဂတီတီအားလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေအားလုံးကိုပြန်လည်ချွတ်စလိုက်ပါရယ်ယူနိုက်တက်ကတော့ဒီအသည်ပြောင်းရွှေ့မှာအငင်းခံဘွားကိုရောက်ရှိလို့နေပါရယ်ဟိုလူကညင်းဒီလူကညင်းနဲ့ညင်းကျင်စရာအတင်းအတင်းဖြစ်နေခဲ့တာပါယူနိုက်တက်ဟာတိုက်စစ်မှုတွေပြင်းထန်ဖြစ်လီယန်ဒီလက်ကိုသတ်မှတ်ထားခဲ့ပြီးမြင်အင်္ဂလန်သားကယူနိုက်တက်ကိုညင်းပယ်ပြီးတော့ချက်စီအသင်းကိုပဲပြောင်းရွှေ့သွားပါရယ်အခုလဲရိုဂါရက်စ်ကိုချိန်ရွယ်ပြန်တော့လဲရိုဂါရက်စ်ကယူနိုက်တက်ကိုညင်းပြီးတော့အာဆင်နယ်မှာအာဆင်နယ်ဖြစ်နေခဲ့တာပါဒါကြောင့်မလို့ယူနိုက်တက်ကလည်းအသင်းကိုချစ်လို့လာခြင်းနဲ့အခြားတိုက်စစ်မှုတွေ ီဘက်ကိုခြေဥလဲလာခဲ့ပါတယ်။လက်ရှိ United တေးရဲ့ပြင်မှတ်ကတော့ German Bundesliga club Frankfurt အတင်းရဲ့တိုက်စစ်မှု Hugo Agadidi ဖြစ်ပါတယ်။ပြင်သစ်သား Agadidi ကတော့လက်ရှိမှာအသက်22နှစ်ရွယ်ရှိနေပြီးတော့ပြီးခဲ့တဲ့ရာသီတုန်းက Frankfurt အတင်းအတွက်ပြိုင်ပွဲစဉ်48ပွဲကစားပြီး22ဂိုးအတွင်း19ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ Agadidi ကဘလို့ကစားသမားမျိုးလဲဆိုရင် Bologna ကျွမ်းကျင်တဲ့တိုက်စစ်မှုတူဖြစ်ပြီးတော့အဆုံးသတ်လည်းကောင်းမွန်ပါတယ်။တိုက်စစ်မှုဆိုပေမဲ့ Agadidi ကအတွင်းကိုဖန်တီးမှုတွေပါပြုလုပ်ပေးနေတဲ့သူမျိုးပါ။ Messi လိုလှပတဲ့အရင်းအမြစ်တွေ Bologna တွေနဲ့ပြိုင်ပွဲတွေကိုလှည့်စားကြော်ဖြတ်တဲ့လို Ronaldo လိုကန်ချက် တွေနဲ့လည်းသွင်းကုန်တွေကိုသွင်းယူနိုင်ပါတယ်။အသက်ကလည်း22နှစ်ရွယ်ပဲရှိနေသေးတာမလို့ AGDD အနေနဲ့အများကြီးတိုးတက်လာနိုင်ပါတယ်။ဒါပေမဲ့ United ပေးသက်တွေကတော့ AGDD ကို Whiteland 2.0ဖြစ်နေမှာကိုအတော်လေးကိုစိုးရိမ်နေပါတယ်။ပေးသက်တွေကတော့ AGDD စာ Wyndham Simo Vita Osimhen ကိုပဲအလိုရှိနေကြတာပါ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊အပြောင်းအရွှေ့သတင်းတွေ၊စိတ်ဝင်စားဝယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်ဒီကုန်းချုံလိုက်ရပါတယ်။